င်္ဂလာပါရှင်။ Dual Watch ရဲ့တပတ်အတွင်းသတင်းသာရီသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ရှင်မ။အခုဒီပတ်မှာတော့မေလ၈ရက်ကနေ၁၄ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့သတင်းသာရီတိုင်းအတွင်းသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိပါရစေ။တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီနဲ့ထိုင်းကစားနပ်ရိက္ခာတည်ဆောင်ခွင့်ပိတ်ထားလို့ထိခိဒေသနေပြည်သူတွေအခက်ကြုံနေရတဲ့အခြေအနေ။အာနာသိန်း၄နှစ်အတွင်းမြင်းမြို့မှာလောင်ကစားတိုင်တွေများလာတဲ့အကြောင်း တဝဲမှာသွေးလွန်တုပ်ကွေးအဖြစ်များနေပြီးကလေးတဦးသေဆုံးသွားတဲ့တည်င်းအပါအဝင်တပတ်အတွင်းတည်င်းတူတွေကိုတင်ဆက်ပေးသွားမှာပါဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့စစ်ကောင်စီအရှိုက်ထီတဲ့ထီခီထီထနေဆက်စကန်းသိမ့်တိုက်ပွဲအကြောင်းကိုလည်းရှုစားရမှာဖြစ်ပါရဲ့ရှင်။စစ်ကောင်စီနဲ့ထိုင်းဘက်ကစောင်းနေရိတ်ခါတင်သွင်းခွင့်ကတ်သက်ပိတ်ပင်ထားတဲ့အတွက်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ထီခီဒေသနယ်ပြည်သူတွေအခက်အခဲကြုံတွေ့နေကြရပါတယ်။ တည်င်းအပြည့်အစုံကိုတိုရဝက်ရှိုင်းဒေါ်တာတအိုးကပြပြပေးသွားမှာပါရှင်စစ်ကောင်စီနဲ့ထိုင်းဘက်ကစစ်နိုင်ကတင်းတင်းခွင့်ကန့်သတ်ပေးပင်ထားတဲ့တွင်ထိုင်းမြန်မာနယ်စပ်အနီးရှိဒီဂီဒေသနဲ့ပြည်သူတွေအခက်အခဲကြုံတွေ့နေကြပါတယ်ဒီဂီနယ်စပ်စခန်းကိုတွန်လိုင်းတပ်တွေက စားတိုက်ခိုက်ခြေကနေလက်ရှိအခြေအထိနေဇက်ကတစင်စာနာရိတ်ကတင်းတင်းခွင့်ကိုထိုင်းနေချာဆောင်တပ်က ပိတ်ပင်ကန့်သတ်ထားတယ်လို့စစ်ရှောင်အရေးကွန်ရှင်နေသူတချို့ကပြောပါတယ်။ထီဂီနေဇာဂိတ်ဘာဝင်ဘော်ဒီနေဇာကိနေအနေဝန်ချင်းနေဇာတချောင်မှာကျဲဦးမာမာဆန်လိုအခြေခံစားတော့ကိုတွေမြမဘက်အချမ်းတင်းသွင်းခွင်ကိုထိုင်းနေကြဆောင်တက်ကတည်တင်းကြကြကန့်သတ်ထားတာပါ။လူသားချင်းစာနာမှုရပဲပြောပြောနှစ်နိုင်ငံချင်းနေရပဲပြောပြောစေနဲ့ဝန်ထမ်းမှရှိနေတဲ့ပြည်သူတွေကဒုက္ခဖြစ်နေကြတယ်။ စေဖြစ်နေတဲ့အချိန်မှမှဒီလိုပေးဆိုတာကတော့မဖြစ်သေးဘူးလုံးဝမဖြစ်သေးဘူးထီကီနေစာစကန်ကိုခင်းနေယူအပေါင်းတော်လိုင်းပူပေါင်းတက်တွေကမေလတရနေ့မှစတင် တက်ခိုက်ပြီး ကိုရနေ့မှသေပိုက်နိုင်ခဲ့ပါတယ်တဖက်မှာလေဒဝင်းမြစ်တာလမ်းပိုက်ကစိတ်ကောင်းစီတက်ဆေးဆေးခိတ်တွေမှာလေစာနာရိတ်ကတင်သွင်းခွင့်ပိတ်ပင်ထားတဲ့တွေတီဂီဒေတာမှဆေရှောင်းပြည်သူတွေကစာနာရိတ်ကပြလာမဲ့အချိန်နေရင်ဆိုင်နေရတယ်လို့ဆိုပါတယ် ထီခီနေဇဝေါ်ချင်မာထီခီဝါမောထာယွာကတ်ထာကီယွာအမူယွာဝါတော်ယွာစင်ဖူတိုင်းစားတဲ့ခြေဝါတွေရှိပြီးပြည်သူထောင်ချီရှိနေပါတယ်စာနာရိတ်ကအပါဝင်စေဝါတည်ဆောင်ခွင့်ပါကတ်တန့်ထားတဲ့တွဲဒေသခံတွေရဲ့ကြံမာရေးအတွဲအခက်ကြုံနေရတယ်လို့ဆေရှောင်းကူညီနေသူနောက်တူကပြောပါတယ်အခုနောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုရင်ဟိုကလေးတွေအကြမ်းတွေဖြစ်လာမယ် ခုလက်ရှိတော့မှာမနေ့ကကလေးတွေကြမ်းမရေးဖြစ်တော့ထိခိပယ်မှာစိတ်ခန့်နေရမရှိဘူးမိထားတယ်မိထားတော့ကလေးတွေတော့ဒုက္ခဖြစ်တော့ဗောနော်ဆေးဘလို့လည်းအဆမပြေဘူးဗောနော်ဒါပြင်တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီးတိခိနေသရှိမြန်မာနိုင်ငံသားတွေကထိုက်ဖဲချံကိုစေဘေးရှောင် ထွက်ပြေးချပေမဲ့ထိုင်းနေသောဆောင်တပ်ကအဝင်မခံလို့နေသအမြင်ဝင်ခြင်းကတော်တော်တွေထဲမှာပဲနေထိုင်ကြပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ဖြစ်တဲ့အာနာသိမ့်ပြီး၄နှစ်တာကာလအတွင်းမြို့မြို့မှာဘောလုံးနှလုံးသုံးလုံးစတဲ့လောင်ကစားတိုင်အရေးအတွက်အများအပြားထက်တိုးလာတယ်လို့မြို့ခိုင်တွေကပြောပါတယ်။သတင်းအပြည့်အစုံကိုဒိုဝဲဝက်ဝိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။အာနာသိမ့်ပြီး၄နှစ်တာကာလအတွင်းမြို့မြို့မှာဘောလုံးနှလုံးသုံးလုံးစတဲ့လောင်ကစားတိုင်အရေးအတွက်အများအပြားထက်တိုးလာတယ်လို့မြို့ခိုင်တွေကပြောပါတယ်။ လက်ရှိမှာမြေမျိုးပေါ်ရှိရောက်ွက်တစ်ခုမှာအနောက်ကစားလိုက်၅ခုထက်မနည်းရှိနေပြီးစစ်ကောက်စီတာဝါရှိသူတွေကိုလိုင်းချင်းငွေပေးပြီးလုံနေကြတာလို့ဆိုပါရယ်။အာနာမသိခင်ကဆိုရင်မြေမျိုးတစ်မျိုးလုံးမှာဘောလုံးနှလုံးသုံးလုံးစားတဲ့လောက်ကစားတိုင်း၅တိုင်းဝေါ်ကျင်မဲ့ရှိရာကလက်ရှိမှာတိုင်အရွတ်အတွက်ဆဲချီတိုးလာတယ်လို့မြို့ခန့်တွေကပြောပါရယ်။ပေါ်လုံးနှလုံးနဲ့သုံးလုံးအလောင်းကစားလိုက်တစ်ခုကိုလိုင်းကျဲအဖြစ်ငွေကျပ်9သိန်းကနေကျပ်သိန်း10ချီထိပေးနေရတယ်လို့ဆိုပါရယ်။ ပေါ်လုံးနှလုံးသုံးလုံးတိုင်းတွေကိုမြိတ်တောင်နေမြေမျိုးတက်နေမြေကံကြီးရက်ွက်ကွက်တဲ့ရက်ွက်နဲ့ရေပုံးရက်ွက်စားတဲ့ရက်ွက်တွေမှာအများဆုံးတွေ့ရတယ်လို့မျိုးခန့်တွေစီကသိရပါတယ်။တပတ်အတွင်းသတင်းတို့တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဒိုဝဲမြို့မှာသွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေ့သူများနေပြီးဆင်းရုံတက်နေတဲ့ကလေးတအူးသေဆုံးသွားတယ်လို့မျိုးခန့်တွေနဲ့ကိုကြီးဆောင်ရပေးနေသူတွေစီကသိရပါတယ်။ တွဲလက်တုပ်ခွေဖြစ်နေတဲ့ဒဝယ်မြို့တလိုင်းမရက်ကကအသက်6နှစ်အရွယ်မင်းကလေးတဦးဒဝယ်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေရင်းမေလ9ရက်နေ့ညကသိမ်းဆုံးသွားတာလို့ဆိုပါရယ်။ဒါအပြင်ပုဂ္ဂလိကဆေးရုံတွေနဲ့အစိုးရဆေးရုံတွေမှာလည်းဖျားနာရောဂါလက္ခဏာအပြင်တွဲလွန်တုပ်ခွေလက္ခဏာတွေ့တဲ့လူနာတွေရှိနေတယ်လို့ဆေးရုံတွေနဲ့နှိဆက်သူတွေကပြောပါရယ်။ မေလောက်ပထမပတ်အတွင်းဒဝယ်မြို့ပေါ်မှာရှိတဲ့ကညုံတလိုင်းမတလိုင်းထိန်ရက်ကွက်မှာသွေးလွန်တုပ်ကွေးလက္ခဏာတွေ့တဲ့လူနာတွေတွေ့နေရလို့မြို့ခံပရာဟိတအတင်းကချင်းစေးဖြန့်ပေးခဲ့တယ်လို့ဆိုပါတယ်ဧပြီလတတိယပတ်ကလည်းဒဝယ်ခရိုင်ရေဖြူမြို့နယ်မှာရှိတဲ့ကံပေါက်ဒေသမှာကလေးတချို့သွေးလွန်တုပ်ကွေးအဖြစ်များလို့ဒဝယ်ပြည်သူစေယုံကြီးကိုလွှဲပြောင်းကူတာခဲ့ရပါတယ်။ ။နောက်ထပ်သတင်းတူတပုတ်ဖြစ်တဲ့စစ်ကောင်စီလက်အောက်ခံပလောမျိုးမရဲစခန်းကိုတော်လှန်ရေးတပ်တွေကမေလ9ရက်နေ့မှာဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ပလောမျိုးအဝင်တောင်ရကန်းကျေးရွာမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံမျိုးမရဲစခန်းကိုမနေ့6နိုင်ဝန်းကျင်မှာမြစ်ခရိုင်အမှတ်၁ PDF တပ်ရင်းကတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုအတွင်းရဲအုပ်တအူးနဲ့ရဲတပ်သားတအူးသိမ်းဆုံးသွားတယ်လို့မြစ်ခရိုင်အမှတ်၁ PDF တပ်ရင်းပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ တိုက်ခိုက်မှုအတွင်လက်နက်ကြီးအပါအဝင်လက်နက်ငယ်တွေနဲ့ပါအပြန်အလှန်ပစ်ခတ်နေကြပြီးမိနစ်30လောက်ကြာမြင့်တယ်လို့ပလောမြို့ခံတွေကဆိုပါတယ်။ရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီရဲ့ခလာရ185တပ်ရင်းကစပူပြင်းကျေးရွာဘက်ကိုလက်နက်ကြီး15ချက်လောက်ပစ်ခတ်ခဲ့တယ်လို့အောက်ပေါင်းကျေးရွာဒေသခံကဦးခန့်ကိုပလောမြို့မှာရဲစခန်းမှာဖမ်းဆီးထားတယ်လို့ဆိုပါတယ်။နောက်ထပ်တဲ့တဲ့ပုတ်ကတော့ ဒဝံမြို့အဝင်ထွက်ဂိတ်တစ်ခုဖြစ်တဲ့ပေါတိုင်းတဒါတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တာကြောင့်ဒဝံမြို့နယ်ရှမ်းမတွင်ရွာကကလေးတအူးသိမ်းဆုံးပြီးတအူးထံရရသွားပါတယ်။ပေါတိုင်းတဒါမှာရှိတဲ့စစ်ကောင်စီစစ်စေးဂိတ်ကိုမေလ9ရက်နေ့မနေ့အစောပိုင်းမှာတော်လှန်ရေးတပ်တွေကလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ဒီလိုတိုက်ခိုက်ခံရပြီးနေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကရှမ်းမတွင်ရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရကနေနေအိမ်တလုံးပေါ်ကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ လက်နဲ့ကြည်ကြရပောက်ကွဲလို့နေအိမ်မှာရှိတဲ့ဆယ်ကျော်သက်အရွယ်ကလေးတအူသေဆုံးသွားပြီးဆယ်နှစ်အောက်မိန်းကလေးတအူဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။မေလ10ရက်နေ့မှာတော့ရှမ်းမတွင်နဲ့တောနာရွာကိုဆက်သွယ်ထားတဲ့ကျေးရွာချင်းဆက်တံတားငယ်တစင်းကိုစစ်ကောင်စီတပ်ကဘက်ခိုးနဲ့လာရောက်ဖျက်ဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ဒဝဲမြို့နယ်လောင်းလုံးမြို့နယ်ကိုဆက်သွယ်ထားတဲ့ဒဝဲမြို့ကကမျောကင်းတတဖွင့်ချိန်နောက်ကျနေလို့ဒဝဲမြို့ကိုဈေးဝယ်သွားတဲ့နေဈေးတွေအခက်ကြုံနေကြရပါတယ်။အရင်ကဆိုရင်စစ်ကောင်စီတပ်သားတွေကကမျောကင်းတတကိုမနက်9နာရီခွဲလောက်မှပုံမှန်ဖွင့်ပေးလို့ရှိပေမဲ့မေလ10ရက်နေ့ကစပြီးမနက်6နာရီကျော်မှဖွင့်ပေးနေတယ်လို့ဈေးတွေကပြောပါတယ်။ဒါကြောင့်မို့ဒဝယ်မြို့ပေါ်မှာရှိတဲ့ကန္နာဈေးမှာဈေးသွားဝယ်မဲ့ဈေးတွေအချိန်မမီတော့ပဲအခက်ကြုံနေကြရတာပါ။ မေလ9ရက်နေ့ကဒဝယ်မြို့ကနေတရချောင်းမြို့နယ်ဖက်သွားတဲ့ဒဝယ်မြို့ကိုပေါက်တိုင်းတဒါစစ်စေးရေးဂိတ်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာကမျိုးကင်းတဒါဖွင့်ချိန်နောက်ဆုတ်လိုက်တာလို့ဆိုပါတယ်။တပတ်အတွင်းသတင်းတိုတွေကို နားဆင်ခဲ့ရတာပါ။ဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့စကောက်စီအရှိုက်ထီတဲ့ ठी ခီ ठी ထနယ်စပ်စခန်းသိမ်းတိုက်ပွဲအကြောင်းကိုတော့ Dwell Watch Wine Dot တအူးကပြောပြပေးသွားမှာပါရှင်။ ိုင်းမြန်မာနယ်စပ်ဒဝဲမြို့နယ်ကစစ်ကောင်စီတပ်ရဲ့စီးပွားရေးရရောစီရေးရပါအရေးပါတဲ့ထိထနဲ့ထိခီးပြူဟာစခန်းတွေကို KIU နဲ့တော်လိုင်းရေးပူပေါင်းတပ်တွေကတလအတွင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ထိထပြူဟာစခန်းကုန်းကိုဧပြီလ12ရက်မှာစတင်တိုက်ခိုက်ပြီးတပတ်အကြာဧပြီလ16ရက်မှာအပြီးသက်သိမ်းယူနိုင်ခဲ့တာပါ။ ထိထစခန်းနဲ့9မိုင်လောက်အကွာမှာရှိတဲ့ထိခိနေဆက်စခန်းကိုလည်းတော်လိုင်းရေးပူပေါင်းတပ်တွေကမေလ2ရက်မှာစတင်တိုက်ခိုက်ပြီးမေလ6ရက်မှာတည်ယူနိုင်ခဲ့ပြန်ပါတယ်။ထိခိစခန်းဆိုတာနေဆက်ကုံတွေရေးကနေစစ်ကောင်စီကိုဝင်ငွေရှာဖွေပေးနေတဲ့နေဆက်ကုံတွေရေးစခန်းနေထဲကတခုဖြစ်တယ်လို့စီရေးအရလည်းအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတဲ့စစ်ကောင်စီအတွက်အသက်သွေးကြောသမျှအရေးပါတဲ့နေဆက်စခန်းတွေပါ။ ဒါအပြင်ဒဝဲအထူးစီးပွားရေးဇုံထဲမှာစစ်ကောင်စီကအကောင့်ထဲပေါ်နိုင်ရှိရှိတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့နျူကလ িয়ার ဓာတ်ပေးစက်ရုံစီမံကိန်းအပေါ်လည်းတက်ရောက်မှုရှိလာပါတယ်။စီးရေးဘက်မှာလည်းဒဝဲမျိုးအထိတော်လိုင်းရေးတက်တွေဘက်ကဖိအားပေးချင်းချောက်လာနိုင်တဲ့အနေအထားဖြစ်လာပါတယ်။ KNU တပ်မဟာလေးရဲ့ဗိဒဝဲခရိုင်အတွင်းရေးမှူးဖြစ်တဲ့ဘဒိုစောရင်နာကလည်းတိခီစခန်းဟာနေဆက်စခန်းဖြစ်တာနဲ့အညီ စစ်ကောင်စီတက်အတွက်စီးပွားရေးအရာရောစီးရေးအရာပါအရေးပါတယ်လို့အခုလိုပြောဆိုပါတယ်စကစားတို့အတွက်ကြတော့သူတို့ကနေဇတ်နှစ်လျှောက်မှာသူတို့ကစုံမနိုင်အောင်နေဇတ်ကတည်းကလာလို့စုံမနိုင်အောင်ပြီးတော့သူတို့ဖြစ်အဲ့ဒီကျွန်တော်တို့ကင်ယူတက်ရှုံနေမှာအဲ့ဒီကျူးကျော်ပြီးတော့စုံမနိုင်သူတို့ကအရေးကြီးတဲ့စကားတစ်ခုဖြစ်တယ်ပြီးတော့ကွန်တဲ့ရစ်စကားအတွက်လည်းအရေးကြီးတဲ့စကားတစ်ခုဖြစ်တယ်နောက်ဆုံးကြတော့ဒီဒရရှာနဲ့ လောက်ထားတဲ့အဲ့ဒီသူ့ရဲ့ဒီနေ့စကားချိန်မှာဂိတ်လဲသူတို့အတွက်လဲအရေးကြီးတဲ့စကားတစ်ခုဖြစ်ဖြစ်တယ်ပေါ့နော်လွှတ်ချုပ်ရေးရရတာလည်းကောင်းစီးပွားရေးရရတာလည်းကောင်းပေါ့နော်စစ်ကောင်စီကတော့ကုံသွေးရီအတွက်နေဆက်ကုံသွေးရီလမ်းကြောင်းတွေဖြစ်တဲ့ဒဝဲထိခီလမ်းကြောင်းဒဝဲကော့တာအမှတ်၈ပြည်တော်စုလမ်းမကြီးလမ်းကြောင်းတနင်္သာရီထုံခါမောတော်နေဆက်လမ်းကြောင်းတွေကိုထိမ့်ချုပ်ထားခြင်းပါတယ်။အဲဒါကြောင့်လဲစစ်ကောင်စီတက်ဟာ ဲ့ဒီလမ်းကြောင်းတွေကိုပြန်ပြီးစုမှုထိန်းချုပ်နိုင်ဖို့လေကြောင်းပစ်ကူအလွန်အကျွံတုံးပြီးစစ်ကြောင်းထိုးတာတွေလှုပ်ဆောင်နေပါတယ်။တနင်္သာရီထုံခါမောတော်နယ်ဇက်ကုံတွေလမ်းကြောင်းမှာဆိုရင်စစ်ကောင်စီတပ်နဲ့တော်လိုက်ရေးပူပေါင်းတပ်တွေရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေတာငားလာနေပါကြာနေပါပြီ။စစ်ကောင်စီတပ်ကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ18ရက်ကလေးကအင်အား300လောက်နဲ့စစ်ကြောင်းထိုးနေပြီး အဲ့ဒီနေဆက်ကုံတွေကြီးလမ်းကြောင်းကိုစုံမထိန်ချုပ်နိုင်ဖို့စ조사နေပေမဲ့တော်လိုင်းရေးပူပေါင်းတက်တွေရဲ့ကြံ့ကြံ့ခံပိတ်ဆို့တိုက်ထားလို့ရှေ့မတိုးနိုင်ပဲဖြစ်နေပါဗျ။တနင်္လာနေ့တိုင်းတွေကနေဆက်ကုံတွေကြီးလမ်းကြောင်းတွေကိုစစ်ကောင်စီစုံမထိန်ချုပ်ဖို့စ조사တာဟာဒဝဲအထူးစည်းဝါးရေးဆောင်စီမံကိန်းကြောင့်လည်းဖြစ်နိုင်တယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုမဟာမိတ်ဆက်ဆံရေးတာဝန်ခံကိုမင်းထက်ကအခုလိုတုံ့တက်ပါဗျ။ တဝဲကြီးနဲ့စကန်ပြဒနာမောစကဆနာရုရှားနော်ဟို MU ထိုးရသရှိရလဲတဝဲကြီးနဲ့စကန်ကပြီးတော့မဖြစ်ဖြစ်အောင်ပေါ့နော်ဟိုလုံမဲ့လူစားမျိုးပေါ့ဟိုစကဆာရဲ့တပေါ်ထောက်တူရောပေါ့နော်တဝဲကြီးနဲ့စကန်ကရုရှားလော်တို့ပေါ့နော်ဟိုရုရှားရဲ့အရှိန်မြှောက်တော့ပေါ့ဗျာနော်ဟိုခူကီမတီဘူနာအေရီယာနာတိလည်းအဆင်မပြေရောပေါ့နော်ဟိုပြီးလဲဟိုဘင်္ဂလားဒေ့ရှ်နာလဲဆင်မပြေအခင်မတီမြန်မာစက်ကောက်စင်တော်တိချာနေတော့အေရီယာထပါပေါ်မှာသူပါခင်းနေဆောပေါ့ဗျာအဲ့တော့အမမျိုးပြီးပြီးတော့အစီရောဟိုပတ်ထွေးနိုင်ငံကြီးပြီးပြီးတော့ဟို ဟိုလူလူရှူမြင့်တော့အမြောင်ပေါ်ရောအဖမောတိုက်ပွဲလေးရောရဲ့လူလူတော့ရေးဖြူမျိုးနဲ့တော့ဖက်ကန့်ထိတ်သွားလိမ့်မယ်ဆိုတော့သူကလည်းစာလောက်ဝလာဟောင်းချင်းနေလေးနေပေါ်ရောအခုခုပဲတဝဲရင်နဲ့စကန်းစီမံကိန်းလို့ပြောအေရီယာထဲမှာကျွန်တော်တို့စကားစာအိမ်ရပြီးဟိုတော့ရနေပါတော့အရှေ့ဆိုမျိုးရှေ့ပေါ့နော်ကရင်ပြည်နယ်မြောက်ရီနဲ့ဖျားတုံးစုဖက်ကနေဆက်ကုံတွေးလမ်းကြောင်းတွေကို တော်လိုင်းရေးပူပေါင်းတပ်တွေစုမှုထိန်းချုပ်ထားတာကြောင့်လဲတနင်္လာရီတိုင်းကနေဆက်လမ်းကြောင်းတွေကိုထိန်းချုပ်ဖို့လှုပ်လာတာလို့လဲကိုမင်းထက်ကပြောပါတယ်ကိုတို့ရေးလမ်းကြောင်းလေးကတူပလပါပေါ့ဗျာရင်တို့တော့ရွှေလူတို့တော့ဖျောက်ကဆုလမ်းလို့မြောင်းတိလမ်းလို့တော့ဥပမာတော့တော်လိုင်းပူပေါင်းတာလေးတော့ကျွန်တော်တို့ဖားတာအပူအကုန်းမျိုးချင်းချင်းရှိရပေါ့ဗျာအဲ့လိုတော့ဆက်ကဆက်သေးဟိုမလမ်းလေးတော့သူ့ရောလောက်ပါပါမြောက်ပြီးသူဆိုမျိုးကသူကပုံစံမှာအဲ့လိုတော့အဖန်လမ်းလေးကြည့်ပြီးတော့လောက်ထိုးပေါ့ဗျာခိခိလို့မော်တော်တော်တွေလောက်ထိုးလေးမှလည်းအဖန်မှလည်း တော်လိုက်ပို့တာလေရောဟာချင်းကြီးတော့အလုံးစူ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 းတော့တော်ပြားခင်မလို့တော့သူ့ရောအငိုင်းမီရောသဘောရှိရောကတနင်္လာရီတိုင်းမှာထိုင်းနိုင်ငံနဲ့ကုန်တွယ်နေတဲ့အဓိကနေဆက်ထွက်ပေါက်၃ခုထဲကတနင်္လာရီထုံခါမောတောင်လမ်းပိုင်းမှာစစ်ကောင်စီတပ်ရှေ့မတိုးနိုင်ပဲစီရေးပြင်းထန်နေတယ်လို့ဒဝဲထီကီလန်းနဲ့အမှတ်ရှိပြည်တော်စုလမ်းပိုင်းကိုတော်လိုက်ရေးတပ်တွေကသာတစတစနဲ့စိုးမိုးထိန်းချုပ်နိုင်လာပါတယ် တောင်ပိုင်းတိုင်းကဒေါ်လာရေးပူပေါင်းတက်တွေဟာ2025ခုနှစ်ထဲနေဆက်စခန်းသိမ်းတိုက်ပွဲတွေနဲ့စစ်ကောင်စီရဲ့အရှိုက်ကိုတစတစထိုးနှက်တိုက်ခိုက်လာနေပါတယ်။ KIU ဘိတ်တဝဲ KI တွင်ရီမူပရုစောရနာကတော့နေဆက်လမ်းတွေကိုစုံမထိန်းချုပ်ပြီးအထူးစီးပွားရေးဆောင်စီမံကိန်းကိုအကောင့်ထည့်ဖို့မဲ့စစ်ကောင်စီရဲ့အကြံအစီတွေလက်တွေ့ဖြစ်လာမှာမဟုတ်ဘူးလို့လည်းပြောဆိုပါရရှင်။ ဒွေဝက်ရှ်ဝိုင်းတော်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါ။နောက်ပတ်တွင်မှလည်းတင်းနှိုင်းတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။